ချက်တာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ပေတဲ့ဟောစရံကဏ္ဍကရံပြီးတော့29ရက်စက်တလ2025မှာ3ရက်စက်တလ2025တပတ်တွင်ဟောပြောပြီးတော့မှာဖြစ်ပါတယ်ဒီတစ်ပတ်ချက်တာပရိသတ်သမီးတွေကအလုတ်ကင်နေကောင်းလာမှာဖြစ်ပါတယ်အလုတ်ငန်းအတိတ်ကလုပ်ငန်းအဟောင်းအကျိုးပေးတဲ့ကလာတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ကြီးကဲတို့ကုညီမဆာမှုတွေပေါ်ပေါက်လာနိုင်ပါတယ်နောက်တစ်ခုကအေးချက်လုပ်ငန်းအွန်လိုင်းလုပ်ငန်းအုပ်လုပ်ငန်းတွေလည်းအကျိုးပေးအောင်မြင်အောင်မြင်မဲ့ကလာဖြစ်ပါတယ်နော် လုပ်ငန်းတက်တိုးချဲ့တဲ့ကိစ္စတွေမှာရောအဆင်ပြေပါတယ်အလုတ်ရှာဖွေမဲ့ဆိုလို့အလုတ်ကန်တွေရရှိလာမှာဖြစ်ပါတယ်ဒီလိုကြားနိုင်ငံခြားကိစ္စရပ်တွေအကျိုးပေးမယ်အထက်ထက်လေးလုပ်ငန်းတွေလည်းရှောင်းအပ်တော့မှာဖြစ်ပါတယ်ခရီးကတော့မတင်မကြအနေထားတွေဖြစ်တတ်တယ်မဖြစ်မနေသွားရမယ်ခီးတွေပေါပေါက်လာခဲ့လို့ရှင်လေခီးသွားလို့ရပါတယ်မိတ်ဆွေပေါင်းနဲ့ဒုက္ခပေးတာမျိုးကျွမ်းတတ်ပါတယ်ကိုယ်နဲ့ရင်းနေတဲ့မိတ်ဆွေတွေအဆင်မပြေတဲ့အနေထားမျိုးတွေကျွမ်းနိုင်တယ် မြေကိစ္စကြောင့်သရာများခြင်းအမွေကိစ္စကြောင့်တရဏတခြင်းအမှုကိစ္စတွေဖြစ်ပေါ်တတ်ခြင်းလေးတွေကြောနိုင်ပါလေလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းတယ်သာသမိအောက်လက်ငယ်ရာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလည်းအကျိုးပေးအောင်မြင်မှာဖြစ်ပါလေဆရာဝေးကိုရောက်နေတဲ့သာသမိလည်းကိုယ့်ကိုပြန်လဲပြီးတော့ရှောက်လာနိုင်ပါလေဝန်တာဆရာတည်စကားတွေလည်းကြားနိုင်ပါလေစက်ပစ္စည်းတွေဝင်လာခဲ့ရှိတယ်ခိုင်ကယ်တို့တခြားစက်ပစ္စည်းတို့ပေါ့နော် အဲ့ဒါဆက်ပစ္စည်းကိန်းတွေလည်းအကျိုးပေးတယ်။စာချုပ်ကိစ္စတွေလည်းအရန်အကျိုးပေးတဲ့ကာလဖြစ်တယ်။နောက်တစ်ခုကအင်္ဂါနာနေဖြစ်တဲ့စံစီစစစီဆက်ပစ္စည်းနော်တက်စီလုပ်ငန်းဒီလုပ်ငန်းတွေလည်းအကျိုးပေးအောင်မြင်တဲ့ကာလဖြစ်တယ်။ငွေရတော့ငွေထွက်တွေများနေတတ်ပါတယ်။အထူးအပြည့်ငွေရေးကြီးနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်တည်းမှာအာမကကိစ္စရပ်တွေဆိုလို့ရှိရင်တော့ရှောင်ရှားဖြစ်မှာပဲနော်။ငွေရလည်းခုနထွက်နေပြီမဲ့လည်းပြန်လည်းပြီးရောလည်းပြန်ဝင်လာနိုင်ပါတယ်။ငွေကြေးရ လုပ်ငန်းကိန်းကကောင်းနေတဲ့အတွက်ငွေကန်တွေကဆုံးရှုံးမှုတော့မရှိဘူးငွေကန်တွေလည်းပြန်လည်ပြောရရှိလာမှာဖြစ်ပါတယ်လူငွေနဲ့ပတ်သက်တဲ့အခြေအရာတော့တရဏာလေးဒီခဏခဏကြုံရတတ်ပါတယ်ကွဲမလို့ကွာမလို့နဲ့နောက်ပိုင်းကျရင်အဆင်ပြေသွားတာမျိုးတွေတွေ့ရမှာဖြစ်ပါတယ်အိမ်တော်ကြီးကတော့အရန်ကောင်းတဲ့ကာလဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခြေစာပေးသားသမီးတွေက one byte နဲ့ပတ်သက်တာကျမ်းမာရေးအနေငယ်ညက်တတ်ပါတယ်ကာလီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နော်ဟိုကအချုပ်ကိစ္စတွေမှာ ဟိုကိုယ့်ရဲ့ချက်မိုင်းမှာဟိုကအလက်တူရှူထားလိုက်တဲ့အတွက်ပေါက်ဆလိုက်တဲ့အတွက်အချို့မခွဲစိတ်တမဲ့နဲ့ခွဲစိတ်ရတဲ့အနေအထားမျိုးတွေလည်းကြောနိုင်ပါလားမိခင်ချက်မိုင်းညက်တတ်ပါလေအချို့နဲ့ပတ်သက်တာချက်မိုင်းညက်ပါလေညက်တတ်ပါလေဖခင်ချက်မိုင်းကောင်းပါလေဂျေရီယာအနေနဲ့ဘာကြီးဆောင်ရထားမလဲဆိုလို့ရှိရင်အုံသီး73စိတ်ခရောက်လူပါအုံ6ညွတ်တွဲရခရောက်လူပါအုံ6ညွတ် ။ဟောအုံဒီစိတ်တတ်နိုင်လဲအုံဒီစိတ်သတော့စိတ်ပေါ့နော်။အုံဒီစိတ်အခက်ခဲရှိတဲ့နေရာရအုံ6ညွဲ့လူလူရပါတယ်နော်။အုံ6ညွဲ့မျိုးတည်းနဲ့လည်းလူလူရပါတယ်။လူကသတော့မှာအကြောင်းအားဖြင့်အနေရောင်မိညူရောင်အကျိုးပေးပါတယ်။ခဏအားဖြင့်တက်ကဲ3ရဲ့အကျိုးပေးပါတယ်။တနင်္ဂနွေနေ့တို့အင်္ဂါနေ့တော့ကတ္တပလိတာပိပြရဲနေကောင်းမြည့်ရနေဖြစ်ကြပါတယ်ကတ္တပလိတာပိပြအားလုံးစိတ်ချနာကြွေးကြပါကြပါခင်ဗျာပြည့်စုံကြပါလိမ့်ခင်ဗျာတောက်ကြတာပိကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါ ကုမုဒ္ဒရာအောင်ပေဟောစရကဏကနေပြီးတော့29ရက်စက်တရ2025မှာ3ရက်စက်တရ2025တပတ်တွင်ဟောပြောပြီးတော့မှာဖြစ်ပါတယ်။တောက်ကြတာတူပြီးရဒီတပတ်ထဲမှာ လုပ်ငန်းအစ်စ်ကဟောင်းရောလောက်ရမှာအိမ်နေဖြစ်တယ်။လုပ်ငန်းတိုးချဲ့တဲ့ကိစ္စရပ်တွေလုပ်ဖြစ်တတ်ပါတယ်။လုပ်ဖြစ်လို့ရှိရင်လည်းအောင်မြင်မဲ့အိမ်ဖြစ်ပါတယ်။လုပ်ငန်းရှောင်းမဲ့ကိစ္စရပ်တွေအောင်မြင်မှာဖြစ်ပါတယ်။အေဂျင့်လုပ်ငန်း၊အွန်လိုင်းလုပ်ငန်း၊အုပ်လုပ်ငန်းတွေလည်းအုပ်လုပ်ငန်းတွေလည်းချိုးပြီးအောင်မြင်တဲ့ကာလဖြစ်ပါတယ်။ဒီကဲသူကိုစီကိုညီမဆာမှုတွေလည်းကြောင်းနိုင်ပါတယ်။ လုပ်ငန်းအကြီးစားတွေတိုးချဲ့မဲ့ကိစ္စတွေအထူးကောင်းမွန်တဲ့ကာလလည်းဖြစ်ပါတယ်။လုပ်ငန်းတစ်တေလုပ်မဲ့လုပ်ငန်းစနေပြီးတော့လုပ်မဲ့ကိစ္စကြတယ်လေ။ဒီတစ်ပတ်ထဲမှာဈေးဝယ်ငွေလုပ်ငန်းလုပ်မဲ့ဆိုလို့ချင်းအောင်မြင်ပါတယ်အဆင်ပြေပါတယ်။ဒီလိုကြနိုင်ငံကြားနဲ့ပတ်သက်ပြီးတော့လည်းကောင်းပါတယ်။အနည်းငယ်တော့အထင်ကောက်တွေဒီနေ့ကြုံတတ်ပါတယ်။တိုးတော်လည်းပဲအောင်မြင်သွားမှာဖြစ်ပါတယ်။အထဲအထဲလေးလုပ်ငန်းတွေလည်းကောင်းပါတယ်။အယောင်တက်မဲ့အယောင်ထွက်မဲ့ဆိုတဲ့ကင်းနေဖြစ်ပါတယ်။ခရီးချုံနဲ့ပတ်သက်ပြီးတော့ကိုစီစီထားတဲ့ခီးတွေပြတ်သွားတတ်တယ်။ ကိုမရည်ရွယ်ရတဲ့ခီးတွေရုတ်တရက်သွားလာတဲ့ခီးမျိုးတွေဖြစ်ပေါ်နေပါတယ်။ဒီလိုရုတ်တရက်ကောက်ကင်ကသွားလိုက်ရတဲ့ခီးကိစ္စတွေကအောင်မြင်မှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းနဲ့ကောက်90ဆုံ90ဖြစ်ပါတယ်။ဝယ်စားလုပ်ငန်းတွေကျိုးပြီးမြည်တကိန်းတွေရှိပါတယ်နော်။အဲဒီတော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စချက်တွေလည်းကောက်ပါတယ်။လူမှုရေးကျိုးပြုလုပ်ငန်းတွေအောင်မြင်နိုင်တယ်။လူမှုရေးကိစ္စချက်တွေလည်းကောက်ပါတယ်။အသမီအောက်လက်ငယ်ရာဒရင်စကားတွေကြားနိုင်ပါတယ်။ကောင်းတဲ့ဒရင်စကားတွေကြားနိုင်ပါတယ်နော်။ ဘက်ကရောင်ဝေးကိုရောင်နေတာသမီးလေကိုရှိကိုပြန်လဲပြီးရောက်လာနိုင်ပါတယ်။စက်ပစီနဲ့ပတ်သက်တဲ့ကိစ္စလေးဒီအထင်ကောက်တွေကြောင့်ရတဲ့စာတုံးနဲ့ပတ်သက်ပြီးတော့နှစ်ကြိမ်နှစ်ခါချုပ်ဆိုရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။အင်္ဂါနာနေဖြစ်တဲ့စံစီစေးစားတက်စီဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အနေငယ်အထင်ကောက်တွေဖြစ်ပြီးမှအောင်မြင်မှာဖြစ်ပါတယ်။ငွေကန်တွေရတော့အရန်ကောင်းတဲ့ကာလဖြစ်ပါလိမ့်မယ်။ငွေတွေလည်းဝင်လာပါလိမ့်မယ်နော်။နောက်သုံးလေဝင်လေဆိုတဲ့ကိန်းလည်းဖြစ်ပါတယ်။ကားလုပ်ငန်း၊ကျောက်လုပ်ငန်း၊ကွန်ပျူတာလုပ်ငန်းစတဲ့တဏှလနာနေနဲ့ပတ်သက်တဲ့လုပ်ငန်းမှန်းများ အရန်ကောင်းတဲ့ကာလဖြစ်ပါတယ်လူငင်နဲ့ပတ်သက်တဲ့အခြေအကျိစရည်လည်းကောင်းပါတယ်ရန်ဖြစ်လိုက်ပြန်ဖြစ်လိုက်ဆိုတဲ့ဂိမ်းဖြစ်တယ်လို့တစ်ခါတည်းမှာကွဲပွားနေတဲ့အခြေအကျိတွေမှာလည်းကိုယ့်ရှုပြန်လဲပြီးတော့ရှောက်လာနိုင်ပါတယ်အိမ်အောင်ရေးရတော့အထူးပြောစရာမလိုတော့အောင်ကောင်းတဲ့ကာလပဲဖြစ်ပါတယ်ဂျမ်းမာရီနဲ့ပတ်သက်ပြီးတော့တောက်ကြသားသမီးတွေကဂျမ်းမာရီအနေငယ်ညက်တတ်တယ်တမ်းပါရင်ရတဲ့ဆိုတော့စာမကောင်းတာကောင်းမှုတာအဲစသဖြင့်ပေါ့နော်အဲနောက်တစ်ခုကသွေးသားနဲ့ပတ်သက်တဲ့ကျန်းမာရေးဒါမျိုးလေးတွေပေါ့နော်စိတ်မကြည်လင်တာ အားမျိုးလေးတွေဖြစ်တတ်ပါတယ်မိခင်ကျမိုက်ကောက်ပါတယ်ဖခင်လည်းကျမိုက်ကောက်ပါတယ်အဲရှရိယာအနေနဲ့ဘာဆွမ်းထားမယ်ဆိုလို့ရှိရင်စတာပရိနိညာမှာမဆိုးအောင်အမျိုးသမီးဆိုရင်လုံကြီးဟောင်းနော်ဝိဘာနောက်နေ့မှာ အနောက်ရက်ကိုညနေတောက်ကြနေညနေမှာအနောက်ရက်ကိုဆွန့်လိုက်ပါငါတန်နေကလေးပြောပြဆွန့်လိုက်ပါနော်နောက်ဖျားမှာခရီ6ညွဲ့ဖျားလူဟာခရီ6ညွဲ့ဖျားလူဟာလူဟာစုတော့ပါအကြောင်းအားဖြင့်အဖြူရောင်ရဲအစင်းရောင်ရဲကျူပြီးပါတယ် ကဏ္ဍအားဖြင့်နှစ်လေးရှစ်အကျိုးပြပါလေတနင်္လာနေ့တို့ဘုံတုံးနေ့တို့ကတောက်ကြသားသမီးများအတွက်နေကောင်းနေ့ရမြဖြစ်ကြပါလေတောက်ကြသားသမီးများအလုံးစိတ်ချမ်းသာခြင်းခွေးကြမှာခြင်းများပြည့်စုံကြပါစေခင်ဗျာစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအဘိရဟောစရကဏ္ဍကရပြော29ရက်စက္ကရာ2025မှာ3ရက်စက္ကရာ2025တပတ်တွင်ဟောပြောပေးသားမှာဖြစ်ပါလေဒီတပတ်စနေသားသမီးတွေကလုပ်ငန်း2မျိုး2စားလုပ်ကြရန်တက်ပါလေလုပ်ငန်း နီတူးချဲမယ်ဆိုရင်လည်းတူးချဲတဲ့ပါတယ်လုံငါတူးချဲလို့ရှင်လည်းအောင်မြင်မှာဖြစ်ပါတယ်နောက်ကြီးကဲတူရီရဲ့ကုညီမှုရီမတ်ကုညီမှုကိန်းတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်နောက်အင်းချဲလုံငါအွန်လိုင်းလုံငါအုပ်လုံငါအုပ်လုံငါနဲ့ပတ်သက်တဲ့ကိစ္စကြတွေလည်းအရန်ကောင်းတဲ့ကာလဖြစ်ပါတယ်ငွေကန်တွေလည်းကောင်းလာမှာဖြစ်ပါတယ်သုံးနေဝင်နေဆိုတဲ့ကိန်းတွေဖြစ်ဖြစ်လာမှာဖြစ်ပါတယ်ငွေရေးကြီးရလို့ရှင်လည်းနှစ်မျိုးနဲ့စားနှစ်ကျင့်တဲ့ကအခါလေးမှာရှားပြင်းရရှင်ပေါ့စုမဲပတ်တဲ့ဆက်နှစ်ခါပေါ့နော် ဝီကန်နဲ့ပတ်သက်ပြီးရောဟိုရလိုက်မယ်ဆိုလို့ရှိရင်လူမြတ်မြတ်နှစ်ကျင်းနှစ်ခံမျိုးတွေရနိုင်ပါတယ်။နောက်ဆာဝက်ဆာရာဆက်ပစီကိစ္စကြရတဲ့အကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်။စီးပွားရေးဟာကိုမြောက်မှထားတာထက်အထူးကောင်းမြတ်တဲ့ကာလဖြစ်ပါတယ်။စီးပွားရေးဒီမှာဆိုရင်တစ်ခုပြီးတစ်ခုဆက်တယ်ဆိုရင်တစ်ခုပြီးတစ်ခုပေါ့နော်။ဝန်တာစရာဒရင်စကားတွေတစ်ခုပြီးတစ်ခုဆိုတဲ့ပုံစံမျိုးတွေကြားနိုင်ပါတယ်။အဲဒီတော့နှမျိုးနှစားဆိုတဲ့ကိစ္စရည်ရည်ဖြစ်ပါတယ်။ လူမျိုးနဲ့ပတ်သက်တဲ့ကိစ္စတွေအတိုက်အခံအနှောက်အယှက်တွေကြုံတယ်။သာသမီနဲ့ပတ်သက်ပြီးတော့ဘုဗေတောကအလေးတွေဖြစ်ပေါ်နေပါလေ။မိစေပေါင်းနဲ့ကိုကြီးမဆောက်ပေါ်မယ်။ပညာရုပညာဆန်းနဲ့ရက်တက်တဲ့တင်နှံတက်ရတဲ့ကာလတွေလည်းဖြစ်ပေါ်တတ်တယ်။တင်နှံတက်ရတဲ့ကိုရှင်လဲနှစ်ချိန်နဲ့ကပုံစံမျိုးတက်ရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်မှာဖြစ်ပါတယ်။ဝယ်စားလုပ်ငန်းတွေသူ့ပြီးအောင်မြင်မှာဖြစ်ပါတယ်။မြေရထွက်နေတဲ့မြေတွေပြန်ပြီးတော့ဝင်လာခင်းရှိပါတယ်။မြေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအတူပြီးမယ်အောင်မြင်မယ်အဆင်ပြေမယ်။ကောင်းသောခီးရီသွားတတ်တဲ့ သွားလရတဲ့ခင်းမှာလည်းနှစ်ကြိမ်နှစ်ခါဆိုတဲ့ခင်းမျိုးတွေစစ်ပေါ်တက်ပါတယ်အိမ်ပြင်အိမ်ဆောက်ကိန်းတွေပေါ်ပေါ်တက်ပါတယ်အဆောက်အတစ်တွေပါတယ်လွတ်ကန်တက်ပါတယ်တွတ်တန်တစ်ဆောက်လိုက်ပစ္စည်းတွေအိမ်မှာရရှိလာတက်ပါတယ်နောက်ကစနေနံနေနဲ့ပတ်သက်တဲ့ကိစ္စရတွေလည်းအကျိုးပေးအောင်မှာဖြစ်ပါတယ်မြို့မချနိုင်ငံရခြားနဲ့ပတ်သက်တဲ့ကိစ္စရတွေလည်းအကျိုးပေးအောင်မှာဖြစ်တယ်အထည်ထလိတ်လုပ်ငန်းတွေလည်းအကျိုးပေးအောင်မှာဖြစ်ပါတယ်မီးလျှက်စစ်လုပ်ငန်းတွေလည်းအကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်အဲတော့စနေသားသမီးတွေအနေနဲ့အင်မတန်မှဒီ ကိန်းတွေမှာဗာပဲလွတ်လို့ဟိုရဲတဲ့တဲ့ရုပ်ဖို့လိုရတယ်ပေါ့နော်အဲ့တော့ဒီဘက်ထက်မှာမိမိတို့တစုံတရာမြောက်အခက်ခဲလေးတွေရှိနေလို့ရှင်နှုတ်စီဘုကွန်းထဲမှာနှစ်စီ၃ဘွန့်ထည့်ပြီးတော့နှုတ်စီဘုကွန်းထဲမှာနှစ်စီ၃ဘွန့်မိဖို့ကြောင့်ထဲမှာထူထောင်းပါနော်အညံ့နေအညံ့နေပြက်စီအညံ့အညံ့နေကြည်စီအညံ့နေကြည်စီပေါ့နော်အညံ့မနဲ့မြငတ်တန်နေကလို့ပြောပြီးတော့ထောင်းတာပဲစီအညံ့နေကြည်ပါစီလို့ပြောပြီးတော့ထောင်းတာပဲစီအဲ့ဒါကိုထောင်းပြပြီးအမိုက်ပေါင်းတွေကိုဆွန့်လိုက်ပါနော်နောက်တစ်ခုက ဖရားမှာတပီ22ညွဲ့အုံး6ညွဲ့ပူးတွဲပြီးတော့ဖရားလူပါလူပါဆိုတော့မှနောက်အသေးအနံလေးလည်းထည့်တွဲရောဘလို့အသေးအနံဗနမျိုးပဲဖြစ်ဖြစ်တမျိုးပဲဖြစ်ဖြစ်နှမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဘာသေးပဲဖြစ်ဖြစ်အသေးအနံလေးလည်းဖရားကိုတူပေးပါလူပါဆိုတော့မှဖြစ်ပါတယ်အကြောင်းအားဖြင့်အပြာရောင်ရဲ့နောက်တစ်ခါဟိုဟိုအကြောင်းဖြုတ်တော့အကြောင်းလေးနောက်တစ်ခါရောင်စုံနဲ့ပတ်သက်လို့ရှိရင်အပွက်တွေလည်းအကျိုးပေးတယ်နောက်တစ်ခါအနီးရောင် တစ်မျိုးနဲ့လည်းအနေရောင်လည်းအချိုးပေးတယ်အဲ့တော့ဒီအကြောင်းတွေရကိုယ့်တည်းအချိုးပေးတာပေါ့နော်ကဏ္ဍအားဖြင့်ကလည်း6 6တက်ချိုးပေးတဲ့ကဏ္ဍနေဖြစ်ပါတယ်တောက်ကြနေတို့တနင်္ဂနွေနေ့တို့ဟာစနေသားသမီးများတွေနေကောင်းနေ့ရက်များနေတူးနေ့ရက်များဖြစ်ကြပါတယ်တောက်ကြသားသမီးများအားလုံးစနေသားသမီးများအားလုံးစိတ်ချနာခြင်းကိုကြမ်းပါခြင်းများပြည့်စုံကြပါစေခင်ဗျာ